တစ်ပြပညာကကျွန်တော်တို့အာယူကတ်ရဲ့အဖျားနာရောက်ခံဒီတိုင်းပေါ်လာနေကြတယ်မြင်လာပါဗျကျွန်တော်ရဲ့ဟိုခန္ဓာအကြောင်းတွေကိုပြောပြတဲ့အဆက်မဟုတ်ပါဘူးဂျာဘောက်ကျွန်တော်ပြောချင်တာလေးရှိလို့အဲဒီဗီဒီယိုလေးလုပ်လိုက်တာပါဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီအခုနောက်ပိုင်းသူတွေကဟိုဒီသိပ္ပံပညာထွန်းကားလာတဲ့ဒီခေတ်ကြီးထဲမှာနောက်ပြန်ဆွဲနေတဲ့ဘာသာရေးတွေကိုစိတ်ဝင်စားအောင်ပေါ့ ပြောရရင်ဟိုအချင်းကြီးပေါ့ဗျအဲ့လိုမျိုးတွေဖြစ်နေကြတယ်တော်တော်များများဖြစ်နေကြတယ်အကုန်လုံးတော့မဆိုလို့ပါဘူးတို့စိတ်ထဲမှာခေပညာတက်လူတွေဆိုတာကဒါတွေကိုယုံကြည်မရှိရဘူးပေါ့ဒီဒါတွေကအရင်ဒိတ်အောင်နေတဲ့ရှေးဥစွဲဝါဒတွေအဲဒီလိုမျိုးတွေထင်နေတာဗျဆိုတော့ပြောချင်တာကတိတ်ပံပညာဆိုတာကအခုဒီချိန်မှဒါပေါ်လာတာမဟုတ်ဘူးဗျဒီတိတ်ပံပညာကကျွန်တော်တို့အာယုကတ်ရဲ့အဖျားနာရောက်ခံဒီတိုင်းပေါ်လာနေကြတယ် အယူကတ်ဆိုတာကကျွန်တော်တို့လူတက်တန်းနေရဟိုအမြဲတမ်းတက်တင်မထဲတက်တမထဲမရှိဘူးဟိုဆရာဦးဆန်းလင်းဆယ်မြောင်းသိကြမှာပါအဲသူ့တန်းမှာကျွန်တော်နာဘူးတဲ့ခါနဲ့ကျွန်တော်အခုတွေးအတွေးတွေနဲ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေကိုဆက်ဆက်ပြီးတော့ပြောသွားပါမယ်ဆိုတော့ကျွန်တော်အယူကတ်ဆိုတဲ့ဟာကိုအရင်စပြောအောင်ပြီကျွန်တော်တို့အဖျားနာရောက်နေတယ်ဘယ်လိုရောက်နေတာလဲဆိုရင်ကျွန်တော်တို့လူတက်တန်းနေကအမြဲတမ်းတက်တမထဲမရှိဘူးပြောရရင်အဲ မြတ်စွာဘုရားလက်ထက်တုန်းကဆိုရင်တရားတန်းနေနှစ်တရားထိနေကြတယ်နှစ်တရားကျော်ထိနေကြတယ်အဲဝင်းကျင်ပေါ့တရားကိုအလဲထားပြီးတော့အပေါ်အောက်အဲလိုဝင်းကျင်လို့နေကြအခုကျွန်တော်တို့အခုခေတ်မှာ85နှစ်တန်းနေရောက်နေတယ်85နှစ်တန်းဆိုတော့အပေါ်အောက်အဲဝင်းကျင်လောက်ပဲအသက်ရှည်ကြတယ်ဥပမာ85နှစ်တန်းဆို80 85လောက်ထိရှည်ရင်ရှည်မယ်ဒါမှမဟုတ်60 55လောက်နဲ့လုံးသိရင်သိမယ်ဥပမာအဲဝင်းကျင်အဲဝင်းကျင်ဒီပေါ့ဒါကျွန်တော်တို့ IU ကတ်လို့ခေါ်တယ်ဒါ IU စုတ်ကတ်ကျွန်တော်ကစုတ်နေတာတက်ကတ်ရှိတယ်စုတ်ကတ်ရှိတယ် အခုကဟိုပြောရရင်နှစ်တရာနေတိုင်းမှာကျွန်တော်တို့လူတက်တန်းရဲ့တစ်နှစ်ရော့တယ်ဆိုတော့ကကျွန်တော်တို့အခုဒီနှစ်ကနေပြီးတော့တရာပြည့်သွားတဲ့အခါကျရင်ဒီ85နှစ်တန်းကနေပြီးတော့နောက်ထပ်84နှစ်တန်းဖြစ်သွားမှာအဲနောက်ထပ်နှစ်200ဆိုရင်83နှစ်တန်းဖြစ်မယ်ဆိုတော့နောက်ထပ်နှစ်300ဆိုရင်82နှစ်တန်းကိုဖြစ်မယ်အဲအဲ့လိုမျိုးရော့ရော့သွားတာဆိုတော့အခုဖျံမြတ်စွာဘုရားလက်ထက်တုန်းကနှစ်တရာတန်းကိုအခုနှစ်ပေါင်း2500ဖြစ်သွားပြီ2600ပေါ့နော်2600ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့အခုက84နှစ်တန်းဖြစ်သွားပြီ အဲ2500ဆိုရင်85နှစ်တန်းဖြစ်နေပြီအခုအခုချိန်ရကျွန်တော်တို့ဒီတက်ကတ်ဆုပ်ကတ်ရှိတယ်ဥပမာကျွန်တော်တို့အခုဒီကနေပြီးတော့နောက်တစ်နှစ်ရော့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 သွားပြီအဲ84နှစ်83နှစ်82နှစ်ကနေပြီးရော့သွားပြီ10နှစ်တန်းထိရောက်သွားမှာလူရ10နှစ်ဆိုရင်တေးပြီ10နှစ်ဆိုရင်အိုနေပြီ10နှစ်9နှစ်ဆိုရင်တက်ကြီးနေပြီဟိုခွေးလေးအကြောင်လေးလိုနေမှာပေါ့ တို့လည်းခုပဲမွေးလာတယ်ခုပဲကြီးခုပဲမိမယူယောက်ျားယူခုပဲတာမွေးခုပဲတည်သွားကြပြန်တော့နောက်ထပ်တို့မွေးလာတယ်တာသမီးတက်သေးလေးတွေအထက်ကြီးခုမျက်စိရှိတယ်ပဲခုပဲကြီးလာတယ်ခုပဲမွေးတယ်ခုပဲမိလိုက်ခုပဲတာလိုက်တာမွေးတည်သွားပြန်အဲ့လိုမျိုးတွေနေမှာပေါ့ဆိုတော့အဲ့ကနေပြီးတော့မှပြန်တက်လာမယ်ဆိုတော့တက်ကက်ပြန်ရောက်လာမယ်အဲ့တက်ကက်ကနေပြီးတော့အဲ့7နှစ်တန်းကနေပြီးတော့အဲ20 30 100 200ကနေပြီးတော့တက်သွားမယ်တက်သွားရင်ဟိုတသိန်းနှစ်သိန်းအတင်ခြေထိတက်သွားမှာအတင်ခြေထိတက်သွားမှာ ဆိုတော့အဲ့အဲ့အတက်နဲ့အစုံနဲ့တက်ခုကိုအန္တရာကတ်တကတ်လို့ခေါ်ပါလေတဲ့ဆိုတော့ဒီအတက်တစ်ခုနဲ့အစင်းနဲ့တစုံကိုအန္တရာကတ်တကတ်ဆိုတော့အဲ့အန္တရာကတ်64ကတ်မှာအပင်ချားကတ်တကတ်ဆိုတော့အတက်အစင်းတစုံကိုအန္တရာကတ်တကတ်အဲ့အန္တရာကတ်64စုံ64ခုကိုအဲအတင်ချားကတ်တကတ်ဆိုတော့အတင်ချားကတ်4ကတ်မှာကြတော့မဟာကတ်တကတ် မဟာကက်တက်ဆိုတာတက်ကပါပဲတက်ကပါရဲ့တက်တန်ပေါ့အဲ့တော့ကျွန်တော်အဲ့လိုမျိုးတက်အစင်းကြီးအများကြီးဖြစ်နေတာအများကြီးဖြစ်နေတာဆိုတော့အခုအဲ့ဆင်းလာပြီးတော့ကျွန်တော်တို့အခုဆိုရင်အတင်ချီယာကက်၄ကက်ထဲရ၄ကက်ထဲကပထမဦးဆုံးအန်ဒရာကက်အဲ့ပထမဦးဆုံးအန်ဒရာကက်ရဲ့အတက်အစင်း၁၁စုံမြောက်မှာကျွန်တော်တို့အခုအခုအခုရောက်နေတာ၁၁စုံမြောက်မှာအများကြီးလို့သေးတယ်အများကြီးလို့သေးတယ်ဒါဆိုရင်အတင်ချီယာကက်တက်က၂ကက်၃ကက်ရှိမှာအတင်ချီယာကက်တက်ကစီမှာ 64စုံရှိမယ်အတက်အစင်း64စုံရှိမယ်64 64အဲ့အဲ့အတက်နဲ့အစင်းနဲ့ကြီးရလဲအလွန်ကြာတဲ့ချိန်ကြီးအရန်ကြာတယ်အရန်ကြာတယ်ဟိုအနန္တအထိတက်သွားတာအလုံးကကိုယ့်ဘာဘိုးတော်အတက်ဒီမမမီလောက်တဲ့အထိကိုတက်သွားတာဟိုပြန်စင်းတဲ့ချိန်ကြရင်လည်း30နာရီအထိကိုစင်းသွားတာအဲ့လိုမျိုးအဲ့ဒီလိုမျိုးစင်းလာတိုင်းအဲ့ဒီစင်းလာတိုင်းစင်းလာတိုင်းမှာကျွန်တော်တို့တရားအောက်ရောက်လာတိုင်းဒီကျွန်တော်တို့အခုဆိုရင်အမီးပြားရောက်နေတာအမီးပြားရောက်နေတာအာယူကတ်ရဲ့အမီးပြားမှာ ဆိုတော့ပထမအဦးဆုံးပွင့်ခဲ့တဲ့ကကုတန္တမြတ်စွာဘုရားဆိုရင်ကျွန်တော်တို့အတင်ချရက၄ကက်ရှိတဲ့နေရာမှာပထမပထမအန္ဒရာကက်ပထမအန္ဒရာကက်64ကက်ရဲ့၈ခုမြောက်၈ခုမြောက်အာယုကမှာကကုတန္တမြတ်စွာဘုရားပွင့်တယ်။နောက်၉ခုမြောက်ကက်တကက်မှာကျတော့အဲ၈ခုမြောက်ကက်တက်ဆင်းဖြစ်သွားတယ်ပြင်ပြတ်သွားတယ်ပြင်ဆင်းလာတယ်။နောက်ထပ်အဲ၉ခုမြောက်အာယုကမှာ 64ကတ်ထဲမှာ6ခုမြောက်အာယုကတ်မှာကြတော့ကောနာကမနာမြတ်စွာဘုရားပွင့်နေ10ခုမြောက်ကတ်မှာကြတော့ကတ္တဖာမြတ်စွာဘုရားပွင့်နေ17ခုမြောက်အာယုကတ်မှာကြတော့ကျွန်တော်ဒီကောရမင်းစွာဘုရားပွင့်ခဲ့တာဒီတိုင်းသွားမယ်ဆိုရင်ကတ်တကက်စီပဲခြားတယ်ဆိုတော့ဒီတိုင်းသွားမယ်ဆိုရင်နောက်ထပ်ဒီလာမယ့်နောက်အခုကတ်တစ်ခုမှာ17ခုမြောက်12ခုမြောက်ကတ်တစ်ခုမှာရီမီဒီယမ်မြတ်စွာဘုရားပွင့်လိမ့်မယ် ပြောတာတော့6000နဲ့မှာပွင့်မယ်ပြောတယ်ဆိုတော့ကျွန်တော်အခုကြာသွားပြီ10နှစ်တန်းကိုကြာသွားမယ်ပြီးအဆုံးလေးပြန်တက်သွားမယ်တက်သွားမယ်ဟိုအသင်ချေတော့ infinity တက်သွားမယ်အဲ့ကနေပြီးပြန်ကြာတဲ့အချိန်မှာအဲတန်တန်တန်နေပြီးတော့တိမ်တိမ်ရနေပြီးတော့တောင်းတောင်းအဲတောင်းကနေရောက်မယ်တိမ်တိမ်ရနေလူရဲ့တက်တန်း6000ရောက်တဲ့အခါ remedy မျက်စောဖျားပွင့်ပါဆိုတော့နောက်တစ်ကပ်ပေါ့ကျွန်တော်ကျွန်တော်တို့ကကဘာပြတ်တော့မယ်ဒီဘာတွေကိုပြောနေကြတာတကယ်တကယ်အဝေးကြီးလို့သိတယ်ဗျအဝေးကြီးလို့သိတယ်ကျွန်တော်တို့အတင်ချီရကတ်၄ကတ်ရဲ့ပထမအဦးဆုံး66ကတ်မှာတော့မှာပဲ ကျွန်တော်စက်တက်ကမြောက်မှာပဲရှိသေးတယ်။နောက်ထပ်အတင်ကြီးကတက်ကနက်က၃ကက်ကျန်နေတယ်။အဲ့မှာ64 64 64လေးနဲတာမဟုတ်ဘူး။အများကြီးလိုသေးတယ်။ဒီအာယူကတက်ကတွေပဲတော်တော်ကြာတာလေ။တက်အစင်းကြီးပဲ။တက်ကကိုပဲတော်တော်ကြာတာဆိုတော့ကျွန်တော်ကဘာပြတ်ဖို့ဆိုတာအဝေးကြီးလိုနေတယ်။အဝေးကြီးလိုနေတယ်။ဆိုတော့ဒါကိုတိုးတက်နေတဲ့ခက်လို့လူတွေကပြောတာ။ဒါပေမဲ့ကျွန်တော်တို့ပြောရတာမှဆိုရင်ဒါစုပ်ယုပ်နေတဲ့ခက်ပဲ။လူကြီးတွေကပြောတယ်အခုမှမွေးလာတဲ့ကလေးတွေဆိုတော့ရန်ကန်ကောင်းတယ်။ခက်ကတိုးတက်တယ်။မဟုတ်ဘူးရအမှန်။တို့တွေကကန်ကောင်းခဲ့တာ။ကျွန်တော်တို့မိဘတွေဖိုးဖွားတွေခက်က ဟာသူတို့တုံးကဘာမှလိုချင်တက်မှတ်ဆရာကြီးအများကြီးရှိမှာမဟုတ်ဘူးဗျ။အဲပြိုင်ဆိုင်တွေလည်းနဲမှာပဲတေးထားတယ်အခုခေတ်က။လောဘတွေလည်းနဲမှာပဲဒေါသတွေလည်းနဲမှာပဲ။ပြီးတော့သူတို့စီမအေဂျင့်မှုကပုံများလောက်မယ်။ဆိုတော့ဒါသူတို့ကကန်ကောင်းတာဗျ။အမှန်တမ်းပြောရရင်သူတို့ကကန်ကောင်းတာ။ကျွန်တော်တို့ကတော့လိုချင်ဆရာကြီးကနဲတာမဟုတ်ဘူး။အဲ့ကေတုံးကကျွန်တော်ဖိုးတွေဖွားတွေကေတုံးကဆိုရင်လေသူတို့ဖုန်းတွေပါလေလိုချင်တဲ့စိတ်ရှိမှမဟုတ်ဘူးလေဒါဒါကြီးပုံမပေါ်တာအဲ့လိုမျိုးခုချိန်ကျတော့လိုချင်ကြရဲ့အိုင်းများလာတယ်အိုင်းများလာတယ်လောဘတွေပုံများလာမှာပဲသိကြတယ် ဒေါသတွေပုံများလာပါပဲကိလေသာတွေပုံများလာပါပဲမောဟတွေပုံဖုံးလာပါပဲသိကြတယ်ဆိုတော့ဒါကတိုးတက်နေတာမဟုတ်ဘူးဗျစုပ်ယုပ်နေတာဆိုတော့ပြီးတော့ဖះကလည်းအဲ့ဒီကတ်ရဲ့အဲ့ဒီကျွန်တော်တို့ဒီအာယုကတ်တကက်ပေါ့အောက်ဆင်းဘော်တက်တကက်ကိုတကက်မှာဖះကတသိန်းအထက်မှာမပွင့်ဘူးတရာတတန်းနှစ်တရာအောက်မှာမပွင့်ပြောရရင်နှစ်တရာနဲ့တသိန်းကြားမှာပဲပွင့်ဘာဖြစ်လို့လဲဆိုရင်နှစ်တရာအောက်ရောက်သွားပြီဆိုရင်လူတွေကဒီလိုမျိုးတွေဖြစ်ကုန်ပြီလေကျွန်တော်တို့အခုချိန်နေပေါ့ ဟိုစိတ်ဝင်စားကြတော့ဘူးဒီတက်ဗမညာတိုးတက်နေတဲ့ခီကင်းကဒါတွေကဘာဖြစ်နေကြဖြစ်တဲ့ဖြစ်ကုန်တိတာတွေဘာတွေဖြတ်ဆက်ဖြစ်လာမလဲဆိုတော့အဲကြတော့တရားအောက်မှာအဲ့လိုမျိုးလူတွေရှိနေတော့ဘုရားကတရားလာဟောလဲတစ္ဆာလေးပါတရားကိုဟောလဲသူတို့စိတ်ဝင်စားမှာမဟုတ်ဘူးလောင်လောင်လောင်ခံရင်ခံရလိမ့်မယ်အဲကြံပြဿနာပဲဘုရားပွင့်ခဲ့ရင်ပြောတာနော်ဒီတရားအောက်မှာဒါပေမဲ့ဘယ်တော့မှမပွင့်ဘူးတရားအောက်မှာတရားအထက်မှာပဲပွင့် တသိန်းထက်မှာဘယ်တော့မှမပွင့်ဘူး။ဒါဖြစ်လို့လဲဆိုရင်တသိန်းထက်မှာကျွန်တော်ဒီလူတွေရဲ့ပေကျင်းတရားတွေအရင်ဝေးတော့အရင်ဝေးတော့ဒီပေကျင်းတရားတွေအကြောင်းဒုက္ခတွေအကြောင်းဘဝကြီးရတာဒုက္ခပိုင်းရဆိုရင်ဟာတာကြီးလိုဖြစ်နေမှာပေါ့သူတို့တို့။ဟိုတောင်းတန်ပေးတာမမြင်ဘူးလောက်ကူနေမယ်အဲ့ဒီချိန်ဆိုရင်အဲအဲ့ဒါကြောင့်မလို့တရားအထက်နဲ့တသိန်းအောက်မှာပဲတမန်တမုဒ္ဒမြတ်စွာဘုရားတွေပွင့်လင်းရှိတယ်လို့မှတ်သားဖို့ပါတယ်။အဲပြီးတော့မြတ်စွာဘုရားဖရာတိုင်းကဟိုတက်တန်းရဲ့ငါးဘုံဘုံလေးဘုံပဲနေကြတယ်။ဥပမာ တက်တန်း100ဆိုရင်တက်တော်80နဲ့ break even ဆန်တယ်အဲတက်တန်းတသိန်းရှိတယ်ဆိုရင်တက်တော်1000နဲ့ break even ဆန်မယ်အဲအဲ့လိုမျိုးပေါ့တက်တန်း200ရှိတယ်ဆိုရင်တက်တော်160နဲ့ break even ဆန်လိမ့်မယ်ဒါမျိုးဒီလိုမျိုးပုံစံပေါ့အဲအဲကြောင့်မလို့ကျွန်တော်တို့အခုခက်ကဈာလူတွေပြောနေတဲ့လိုမျိုးတုတ်တက်နေခင်မဟုတ်ဘူးတဲ့ကျွန်တော်တို့ရဆုပ်ယုပ်နေတဲ့ခေဆုပ်ယုပ်တာမှအဖျားနာရောက်နေတယ်ကျွန်တော်တို့ကအဖျားနာမှလူလာဖြစ်တဲ့ခေလောဘတွေအာကြီးတဲ့ခေဒေါသတွေအာကြီးတဲ့ခေမောဟတွေအာကြီးနေတဲ့ခေ လောဘတွေအားကြီးလာရင်ဘာဖြစ်လဲဆိုရင်ဒုဘိတ်ကန္ဒရာကက်စိုက်တယ်လောဘတွေအားကြီးလာရင်ငါဘေးစိုက်တတ်ပါတယ်လောကလောကကြီးမှာဒီဥမာမိခဲတဲတဲလေးပြင်းနာရှိနေတော့သိမသိတာဘူးဗျာအဲ့မိခဲလေးတွေအများကြီးပုံလိုက်တယ်မိခဲပုံကြီးဆိုရင်တော့ဒီပြင်းနာဆောင်းနာလူကအိုင်နာကွာဝေးမှာနေနိုင်တော့မဟုတ်ဘူးအဲဒီလိုမျိုးအိဗယ်ပေါ့ကျွန်တော်တယောက်ချင်းစီယောက်ချင်းစီမှာဒီကြိလေသားကြီးကအားကြီးနေရတယ်ဆိုရင်အဲ့အားလုံးပေါင်းလိုက်တဲ့အချိန်ကျရင် အရင်စွမ်းအင်လေးတွေစွမ်းအင်လေးတွေပေါင်းလိုက်တော့စွမ်းအားကြီးဖြစ်သွားမှာဗျာကောင်းတဲ့ဟာဆိုရင်လည်းကောင်းတဲ့စွမ်းအားကြီးဖြစ်သွားမှာအဲကျွန်တော်တို့အကုသိုလ်ရေဆိုရင်လည်းအဲဒီဆိုးတဲ့စွမ်းအားကြီးဖြစ်သွားမှာကျွန်တော်အခုမြန်မာပြည်မှာဖြစ်နေတာလူတိုင်းသိတာပဲကျွန်တော်လောဘတွေအားကြီးရင်ဒေါသတွေအားကြီးရင်မောဟတွေအားကြီးနေကြတာကျွန်တော်လောဘအားကြီးရင်ဒုဗိဒုဗိကန္တရာကတ်ဆိုင်တယ်ငါးပေးဆိုင်တယ်အဲဒေါသအားကြီးရင်တန္တရာကတ်ဆိုတဲ့စိလနဲ့ပေးနဲ့ကြုံရတယ်ကြည့်ကြရတယ်ဒါလည်းအခုဆိုရင်မျက်မြင်ကိုယ်တွေ့ဖြစ်နေကြတယ်ဆိုတော့အဲအကြောင်းလေလူတွေတေးကုန်ကြတယ်နောက်တစ်ခုက မောဟအာကြည့်ရောဂန်ဒရာကက်စိုက်တယ်ယောဂါတွေပိုပြီးထူပြောလာတယ်ဘာလို့ရင်ဘာစားရင်ဘာဖြစ်မယ်မသိဘူးဒါကိုနဲ့တည့်မယ်မသိဘူးအဲဒါဥပမာတလူမျိုးတွေပေါ့ချာမောဟတွေဆိုတာ level များကြီးရှိအောင်အဲမောဟအာကြည့်ရင်ယောဂါတွေထူပြောလာမယ်ယောဂါအသစ်တွေထပ်ပြီးတော့ဖြစ်လာတယ်ဒါဒီຢာတွေအားကြီးလာတယ်ကျွန်တော်တို့ခုခေတ်ဒီမှာကအဲ့ဒါကြောင့်မလို့စုပ်ကတ်လို့ပြောတာပါစုပ်ယုတ်နေတဲ့ခေတ်ကြီးမှာပါကျွန်တော်တို့တိုးတက်နေတာမဟုတ်ပါဘူးလောကမှာယုံနေတဲ့နှစ်ခုကလည်းဘာမှမရှိတာ ဆိုတော့ရုပ်ဝတ္ထုတွေတိုးတက်လာရင်တော့နံမရတော့အားတွေညော့လာမှာပဲသိပ္ပံပညာတွေတိုးတက်လာတဲ့တိတိကအမှန်ကစုပ်ယုပ်နေတာပါဆိုတော့ဒါကိုမြင်ပြီးတော့ဘာသာရေးကိုလည်းလက်ကြည့်ကြည့်ပါအဲမြင်လာမှာပါဒီခေတ်ကြီးရဲ့တကယ်အမှန်တရားတွေမြင်လာလိမ့်မယ်ဒါတကယ်အမှန်တရားပဲတကယ်အမှန်တရားပဲဒါပေမဲ့ဒါကိုပဲမမြင်ဘူးတိုးတက်နေတယ်ထင်တယ်တကယ်တကယ်တရားစစ်စစ်စည်းစစ်စဉ်းစားကြည့်ရင်ဒါကြီးကစုပ်ယုပ်နေတာတော့ဘာတော်တော်မောကဆိုတော့ဒီတိုင်းထိန်းနေလို့မှမရတာကြင်ကြံပါပဲနည်းနည်းများထိန်းလို့ရမယ်ထင်တယ် déjalo pues, Jesús tu madre.